မင်္ဂလာပါခင်ဗျာ Revolution Baba News Channel ကနေပြီးတော့အောက်တိုဘာလ၄ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ်တိုက်ပွဲသတင်းကတော့မကွေတိုင်းမြိုင်မြို့နယ်တွင်းမဘူးစောတီကျေးရွာကနေထွက်လာတဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုမိုင်းဆွဲတိုက်ခိုက်ရာထိခိုက်ဒိဆုံးမှုတွေရှိခဲ့ပြီးတော့ခဲယမ်းများကိုတင်စီရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် မနေ့ကအော်တိုဘားလာ3ရက်နေ့မနက်6နာရီဝင်းကျင်ကကမြန်မြို့နယ်တွဲမပြူစောတိကျေးရွာကအင်အား100ခန့်နဲ့အိုရင်းကျေးရွာဘက်ကိုစစ်ကြောင်းထုတ်လာတဲ့အကြမ်းဖက်စစ်သားများကို ။အိုရင်းကျေးရွာအနီးအရောက်အသင့်ထောင်ထားတဲ့မိုင်းအကြီး3ပွိုင်းနဲ့ဖောက်ခွဲတိုက်ခိုက်ရာစစ်သားအများပြားထိခိုက်ဒေဆုံးပြီးတော့တွင်းမှပြူစောတိရွာဘက်ကိုထန်းစင်များနဲ့ပြန်ဆုတ်ပြေးသွားတယ်လို့သိရပါဗျ။အခုလိုမျိုးမိုင်းဆွဲတိုက်ခိုက်တဲ့နေရာကိုနည်းနည်းရှင်းလင်းတဲ့အချိန်မှာအကြမ်းဖက်စစ်သားများအုံပြုတဲ့ G3G 66တောင်း G3G ပေါက်တစ်ခုအုတ်ထုတ်တစ်လုံးတို့ကိုတင်းစီရရှိခဲ့တယ်လို့သိရပါဗျ။၎င်းတိုက်ခိုက်မှုကို A+ အညာမြေစစ်စင်ရေးအင်အားစုအလင်းနှံပြောက်ကြတာဖွဲ့ Phoenix People Defense Force PNDF ဇာမနီ drone force Mahuya မဟုတ်ရအလင်းနဲ့ UAV fighter MVP revolution force မောင်ကျော်ထေပျောက်ကြားတပ်ဖွဲ့နဲ့ Scorpion People Defense Force တို့ကပူးပေါင်းပြီးတော့တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတော့ A+ အညာမြေစစ်စင်ရေးအဖြစ်နဲ့အာနာရှင်စနစ်အမြင့်ပြတ်တည်အထိတော်လှန်သွားမှာဖြစ်ကြောင်းအသိပေးထားပါရယ်အလားတူပဲမန္တလေးတိုင်းနထိုးကြီးမြို့မြို့မှာအကြောင်းမှာတပ်ဆွဲထားတဲ့အကြမ်းဖက်စစ်သားများကို drone နဲ့ဘုံကျဲတိုက်ခိုက်ခဲ့ကြောင်းမြင်းညာခရိုင်အမှတ်ရှိတိုင်ရင် NRDF တပ်ဖွဲ့ကတောင်းရှိသူတို့ကပြောကြားထားပါရယ်မနေ့ကအော်တိုဘားလ3ရက်နေ့မွန်လွဲ2နာရီကမှနထိုးကြီးမြို့မြို့မှာအကြောင်းမှာတပ်ဆွဲထားတဲ့ အကြမ်းဖက်စစ်သားများကို short to war နီးပညာသုံး fake swing drone များနဲ့ဘုံဒီရှက်လုံးတဲချတိုက်ခဲ့ရအောင်အကြမ်းဖက်စစ်ကောင်စီဘက်ကလက်နက်ကြီးများနဲ့ပြန်လည်ပစ်ခတ်ခဲ့တယ်လို့သိရပါတယ်၎င်းတိုက်ခိုက်မှုကိုမြင်းကြံခရိုင်အမှတ်၈တပ်ရင်း NRDF ရဲ့ drone တပ်ဖွဲ့မြင်းကြံခရိုင်အမှတ်၄တပ်ရင်းနဲ့နထိုးကြီးမြို့နယ်ပကဖတို့ကပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီးတော့ပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်များအထူးကံမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ပဲခူးတိုင်းပြည်ခရိုင်ပောက်ခေါင်းမြို့နယ်စင်ကောင်းအုပ်စုကြံ့တိတ်ကျေးရွာနေရာအိမ်မှုတင်ဆန်းဟာအကြမ်းဖက်စစ်ကောင်စီအတွက်စစ်မှုထမ်းစုဆောင်ပေးရမှာအာတပ်တရောလှုပ်ဆောင်နေတဲ့အတွက်ပြစ်ခတ်ရှင်းလင်းခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အော်တိုဘားလ၂ရက်နေ့မနက်၁၇နာရီအချိန်မှာပြည်ခရိုင်ပြည်သူ့ကာကွယ်တပ်မတော်363နှစ် PDF တပ်ရင်းလှုပ်ရှားပြောက်ကြားတပ်ဖွဲ့ကကြံ့တိတ်ရွာထိပ်မှာပြစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်ပြီးတော့နေရာမှာတွင်ပွဲချင်းပြီးတိုက်ဆုံသွားတယ်လို့သိရပါတယ်။ရာအိမ်မှုတင်ဆန်းဟာ အကြမ်းဖက်စစ်ကောင်စီထံမှတော်လိုင်းတပ်ဖွဲ့အများရဲ့တရင်များကိုပေးပို့ခြင်း အဲ့ဒါမှစစ်မှုထမ်းစုဆောင်ပေးခြင်းကြေးရွာနေပြည်သူများအပေါ်ကိုချင်းချောက်အနိုင်ကျင့်ငွေကြေးများကိုကောက်ခံခြင်းအကြမ်းဖက်စစ်ကောင်စီကပြုလုပ်မဲ့ရွေးကောက်ပွဲကိုဥဆောင်ပြီးတော့ကြေးရွာနေပြည်သူများကိုဟောပြောခြင်းစီယုံခြင်းများကိုလှုပ်ဆောင်နေတဲ့အတွက်ပြတ်သားစွာအေးအေးယူလိုက်ရခြင်းဖြစ်တယ်လို့သိရပါတယ်။အလားတူပဲအော်တိုဘားလာ၂ရက်နေ့ညနေ9:00ခွဲအချိန်မှာမန္တလေးတိုင်းငန်းစုံမြို့နယ်တရက်ချိုးပင်ကြေးရွာအုပ်စုလက်ပံသာကြေးရွာမှာနေထိုင်တဲ့ကြံ့ဖို့ပါတီဝင်လှကြော်နဲ့လှငွေတို့ညီကိုနှစ်ဦးကို တနတ်သမားတချို့ကဝင်ရောက်ပစ်ခတ်ခဲ့ပြီးတော့လှငွေဟာနေရာမှာတင်ပွဲချင်းပြီးတေဆုံးပြီးလှကြော်ကတော့ဖမ်းဆီးခေါ်ဆောင်သွားခြင်းကိုခံလိုက်ရတယ်လို့သိရပါတယ်။အခုတည်းကတော့ရွာဘက်ကိုစစ်တပ်ကလာစစ်တာတော့မရှိသေးဘူးစစ်တပ်နဲ့ရဲကိုတော့ပစ်ခတ်မှုအကြောင်းကြားထားတယ်လို့သိရတယ်။ဖမ်းဆီးသွားခံရတဲ့လှကြော်နဲ့တေဆုံးသွားတဲ့လှငွေတို့ကညီကိုအရင်နေပါဖမ်းဆီးခဲ့တဲ့လှကြော်ဟာလည်းအခုလောက်ဆိုရင်တော့တေသွားပြီလို့ထင်တယ်လို့ဒေသခံပြည်သူတို့ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့အေယာဝတီတိုင်းဘိုကလေးမြို့နယ်မှာထောင်ထွက်များလူမိုက်များနဲ့အယက်သမားများအပါအဝင်ကြမ်းဖက်ပါတီဝင်များကိုစစ်တပ်ကစစ်တင်တန်းပေးနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စက်တမလလယ်ပိုင်းကစပြီးတော့အကြမ်းဖက်စစ်ကောင်စီကဘိုကလေးမြို့နယ်အတွင်းမှာရှိတဲ့ထောင်ထွက်များလူမိုက်များအယက်သမားများနဲ့ကြမ်းဖက်ပါတီဝင်များကိုပြည်သူလုံခြုံရေးနဲ့အကြမ်းဖက်နှိမ်နင်းရေးတပ်ဖွဲ့အဖြစ်နဲ့ဖွဲ့စည်းရအတွက် ဘိုးကလေးမျိုးတော်ခမ်းမမှာစစ်တန်တန်တက်ခိုင်းနေခြင်းဖြစ်တယ်လို့သိရပါဗျ။စစ်တန်တန်ပြေးဖို့အတွက်အရွယ်အဆုံးပါပဲ။အရင်တုန်းကခုံးမှုနဲ့ထောင်ချဘူးတဲ့သူ၊ရိုက်မှုနဲ့ကြဘူးတဲ့သူ၊မရေမှုနဲ့ထောင်ချဘူးတဲ့သူတွေထောင်ထွက်တွေကိုခေါ်တယ်ရတဲ့ရွာထဲမှာခိုးဆို့လူနိုင်နေတဲ့လူမိုက်တွေတနေကုန်တနေကမူးယူနေတဲ့သူတွေအကုန်လုံးကိုလိုက်ဆူတာအရွယ်ကောင်းလူငယ်တွေကမရှိကြတော့ဘူးအကုန်လုံးနိုင်ငံသားထွက်သူကထွက်မျိုးပြတွေမှာအလုတ်သွားလုတ်သူကလုတ်ဆိုတော့ကျန်တဲ့လူမိုက်တွေလူဆိုးတွေကိုပဲစုပြီးတော့ဘိုးကလေးမျိုးတော်ခမ်းမမှာစစ်တန်တန်းပေးနေတယ် စစ်တင်တန်ပြီးရင်မျိုးဆောင်တက်ဖွဲ့ပေးမယ်ဆိုပြီးတော့ပြောတယ်လို့ဗိုလ်ကလေးမျိုးကပြည်သူတို့ကပြောဆိုထားပါတယ်စစ်တင်တန်ပြီးဆုံးမှာကအဲ့ဒီစစ်တင်တန်စင်လူရောလူမိုက်များကိုစစ်တပ်ကလက်နက်တပ်ဆင်ပေးมาဖြစ်ပြီးတော့တပ်ဆိုင်ရာကြီးရွာများကိုလည်းစေလွတ်ရန်ရှိတယ်လို့သိရပါတယ်စစ်တင်တန်စင်များဟာလဆာနဲ့ရိတ်ခါကိုလည်းရရှိมาဖြစ်တယ်လို့သိရပါတယ် ။ဒါအပြင်ဘိုကလေးမြို့နယ်အတွင်းစစ်မှုထမ်းအပတ်စဉ်6အတွက်တပ်သားတဲ့အရေးအတွက်မပြည့်မီတဲ့အတွက်ကြီးပါများကလူငယ်များကိုစစ်တပ်နဲ့ကြီးပါအုပ်ချုပ်ရေးအဖွဲ့များကပူးပေါင်းပြီးတော့ပေါ်တာဆွဲဖမ်းဆီးနေတယ်လို့သိရပါဗျ။စစ်တပ်နဲ့ရွာကလူကြီးတွေပေါင်းပြီးတော့လေတွေမော်တော်တွေအတင်းလိုက်ရခိုင်းပြီးတော့လူငယ်တွေကိုဆွဲချတာတပ်သားတွေလုံခိုင်းမှုလို့ပြောတယ်။ဘိုကလေးမာကလိုင်းမော်တော်တွေရေရင်လိုင်းတွေကအများရှိတယ်လေ။အဲ့ဒီကနေပြီးတော့လူငယ်တွေကိုဖမ်းနေတာတချို့ဆိုရင်ចောင်းသားလေးတွေပဲရှိသေးတယ်။ အဲ့ဒီတော့မိဘတွေကလည်းဘဲကိုလိုက်ရမှန်းမသိဘူးဖြစ်နေတာပေါ်တာဆွဲတာကလည်းအယမ်းကိုစိုးနေတာလို့ဘိုးကလေးမြို့နယ်အတွင်ပြေးဆွဲနေတယ်ရေရင်လိုင်းကမော်တော်မောင်းသူတူကရှင်းပြထားပါတယ်အချက်ပဲစကောင်းစီကအခုအော်တိုဘာလမှာစစ်မှုထမ်းအပတ်စဉ်6ဖွင့်လျက်အတွက်လူငယ်များကိုပေါ်တာဆွဲဖမ်းဆီးမှုများနိုင်ငံတော်မှာလှုပ်ဆောင်နေကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့စစ်ကောင်စီနဲ့အဖွဲ့ကသကောင်စီရင်ကောက်ဖို့အတွက်ရက်ကွက်ထဲကစေအိမ်မှုတွေနဲ့ဘေးရွယ်သမားတွေလမ်းဆောင်လမ်းကွာတွေမှာစစ်သားတွေရဲတွေနဲ့အတူလုံခြုံရေးယူပေးနေရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကဆိုရင်တာကေတာရုပ်ရှင်ရုံသားကမီးပွိုင်မှာရဲစစ်သားအရက်ဝက်ဆရာဖလူတွေနဲ့ကယ်ရီသမားတွေကစောင့်နေကြတယ်။ တကောင်စရင်အတွက်ရက်ကွက်ယုံတွေကလူကြီးလာလို့ဆိုပြီးတော့လုံကြုံရေးယူပေးနေကြတာဘုံခွဲမကိုစိုးရင်လို့ဆိုပြီးတော့ပြောတယ်လို့ရက်ကွက်နေပြည်သူတို့ကပြောပါတယ်ဒါအပြင်ရက်ကွက်ထိတ်ကယ်ရီဆွဲနေတဲ့ဒူတွေထဲမှာစေအိမ်မှုတွေယာအိမ်မှုတွေပါနေပြီးတော့ရက်ကွက်အတွင်းတွေကလူတွေရဲ့လှုပ်ရှားမှုကိုအသေးစိတ်စောင့်ကြည့်ခိုင်းထားတယ်လို့ရက်ကွက်နေသူတချို့ကပြောပါတယ်ရက်ကွက်ထဲကအုတ်ချုပ်ရေးအဖွဲ့တွေကိုမတင်လာစရာလူကိုတွေ့ရင်သတင်းပေးခိုင်းထားပြီးတော့စစ်တပ်နဲ့ရဲကတော့လမ်းလုံးနေရာတွေမှာတနက်ကင်ပြီးတော့စောင့်ကြည့်နေတယ်လို့ဆိုပါတယ် ်မြောက်ဒဂုံမြို့နယ်ကရက်ွက်တချို့မှာဆိုရင်ဘေးရွယ်သမားတချို့နဲ့ပြူစောတိအဖွဲ့ဝင်တချို့စစ်ကောင်စီအဖွဲ့တွေနဲ့တကောင်စီလာကောက်နေကြတယ်လို့ရက်ွက်နေပြည်သူတချို့ကပြောပါတယ်ရှေ့ပြေးကောက်ထားပြီးအတီလာကောက်မဲ့နေတော့မပြောသေးဘူးသူ့လမ်းလိုက်သူကောက်နေတာရက်ပြောမယ်ဆိုရင်ဘုံခွက်ခံရမှာကြောက်လို့လာတော့မသိဘူးလုံကြုံရေးအတွက်ကယ်ဒီသမားတွေကိုခေါ်ထားတယ်လို့ရက်ွက်နေပြည်သူတို့ကပြောပါတယ်တကောင်စီကောက်နေတဲ့အချိန်မှာလုံးကြုံရေးဆိုင်ရာအကြောင်းပြချက်နဲ့အုတ်ချုပ်ရေးအဖွဲ့ဝင်တွေကတိုင်တက်တိုင်စင်းလူဦးရေစရင်ကိုစတင်မင်းညာနေကြတယ်လို့ ရန်ကုန်မြို့ကရက်ကွက်နေသူတချို့ကပြောပါတယ်လုံခြုံရေးယူပေးဖို့အတွက်ယာအိမ်မှုဆဲအိမ်မှုကယ်ရီမောင်းတဲ့သူတွေကသာအဓိကခေါ်ယူနေတယ်လို့ဆိုပါတယ်မန္တလေးနဲ့နေပြည်တော်မြို့နယ်တွေမှာစတင်ကောက်ယူနေပြီးတော့တကောင်စင်းဥပဒေအရကောက်ခံခြင်းကိုချုပ်တင်အကြောင်းကြားစာပေးပုံမယ်လို့သိရပါတယ်တကောင်စင်းကောက်ယူရမှာမြန်မြန်ကောက်ခံရမယ်လူဦးရေနဲ့နေအိမ်အကြောင်းအရာအချက်အလက်မိကုန်ပေါင်း68ခုကိုမေးမြန်းမယ်လို့သိရကြောင်းတရင်ရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့တနင်္သာရီတိုင်းပလောမြို့နယ်မှာသကောင်စရင်ကောက်ယူမှုကိုလုံခြုံရေးပေးနေတဲ့အကြံဘက်စစ်တပ်ရဲ့စစ်စခန်း၅ခုကိုဒရုန်းနဲ့ဘုံကျဲတိုက်ခိုက်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အော်တိုဘားလတ်တရက်နေ့မှာပလောမြို့နယ်အတွင်းသကောင်စရင်လိုက်လံကောက်ယူနေတဲ့သူတွေကိုလုံခြုံရေးပေးနေတဲ့အကြံဘက်စစ်တပ်ရဲ့ခလာရ185တပ်ရင်းပလရဲစခန်းတာဝါရိုင်ဂုံးစခန်းပလောရဲစခန်းနဲ့မီးလောင်ချောင်းစခန်းတို့ကိုတော်လိုက်တပ်ဖွဲ့များက ဒရုန်းနဲ့ဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါဗါတယ်အဲ့ဒီတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်သားများထိခိုက်မှုရှိမရှိကိုတော့အတိမပြုတ်နိုင်သေးပဲတော်လိုက်တပ်ဖွဲ့ဝင်များထိခိုက်မရှိဘဲနဲ့ပြန်လည်ဆောက်ခွာနိုင်ခဲ့တယ်လို့သိရပါဗါတယ်ပြည်သူတွေရဲ့အခွင့်အရေးကိုချိုးဖောက်ပြီးတော့တကောင်စီရင်ကောက်ဖို့ကြိုးစားနေတဲ့သူမှန်တယ်များကြည်လေတဲ့နောက်ဆက်တွဲအကျိုးဆက်ကိုခန်းစားရလိမ့်မယ်လို့ကျွန်တော်တို့အနေနဲ့သတိပေးချင်ပါတယ်လို့ပြည်သူ့ကာကွယ်တပ်မတော်ဘိတ်ခိုင်အမတ်တေတရင်ကတာဝန်ရှိသူတို့ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းပေါ့မြို့နယ်ဇီးပြချေးရွာပြူစော်တီစခန်းကပြူစော်တီတအူးဟာကင်းဆောင်နေတဲ့စစ်ကောင်စီတပ်သားရဲ့လက်နက်ကိုယူဆောင်လာပြီးတော့ဒီကနေ့အော်တိုဘားလ၄ရက်နေ့မှာအလင်းဝင်လာတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဇီးပြရွာပြူစော်တီစခန်းကရဲမြတ်ဆိုဟာ မြိုင်ပေါက်ပကဖအဖွဲများထံချိတ်ဆက်ပြီးတော့အတူကင်းဆောင်နေတဲ့စစ်ကောင်စီတပ်သားစီကလက်နက်ကိုယူဆောင်လာပြီးတော့အလင်းဝင်ရောက်လာခြင်းဖြစ်တယ်လို့သိရပါတယ်။၎င်းဟာ M4 ကာပိုင်အမျိုးအစားတပ်နဲ့တလက်ကြီးပေါင်းနှစ်ခု G63 တော့ကာပိုင်ကြီး၄တော့ လက်ပြပုံနှလုံး60မမအဖူးတစ်ဖူးနဲ့ဟိုင်ဖုန်းတစ်လုံးတော့ကိုယူဆောင်လာပြီးတော့မြိုင်နဲ့ပေါ့မြို့နယ်ပကဖထမ်းမှာအလင်းဝင်ရောက်လာခြင်းဖြစ်တယ်လို့သိရပါဗျ။ပေါ့မြို့နယ်မှာရှိတဲ့စစ်ကောင်စီလက်အောက်ခံပြူစောတီချေးရွာများအားမြိုင်ပေါ့ပူးပေါင်းကာကွယ်ရေးအဖွဲ့များကဝိုင်းဝန်းပိတ်ဆို့ဖျက်တောက်ထားမှုကြောင့်စစ်ကြောင်းများဝင်ရောက်မှုနှေးပါလာပြီး ဝင်ရောက်လာတဲ့စစ်ကြောင်းများကိုပူးပေါင်းတိုက်ခိုက်ခြင်းများဇက်တိုက်လှုပ်ဆောင်နေခြင်းဖြစ်တယ်လို့သိရပါတယ်။ပေါင်းမြုံနဲ့ဇီးပြပြူစော်တီချေးရွာနဲ့တယောခိုင်းပြူစော်တီချေးရွာအတွင်းမှာရှိတဲ့စစ်ကောင်စီတပ်သားများဟာချေးရွာအပြင်ဘက်ကိုထွက်ခွာရင်းအပေပြစ်သက်တိုက်ခိုက်မှာဖြစ်ပြီးတော့ချိတ်ဆက်ပြီးတော့လက်နက်နဲ့အလင်းဝင်ရောက်လာပါကကောင်းမွန်စွာထိမ့်သိမ်းထားမှာဖြစ်ကြောင်းထုတ်ပြန်ပြီးသားဖြစ်ပါတယ်။အခုလိုမျိုးထုတ်ပြန်ပြီးတဲ့နောက်မှာတော့ဇီးပြရွာနဲ့တယောခိုင်းရွာများကပြူစော်တီအများအပြားအလင်းဝင်ရောက်လာကြပြီးတော့ဝင်ရောက်လာသူများကို ထိန်ချုပ်နယ်မြေများကိုလုံလုံရေးတင်းကျပ်စွာနဲ့ကောင်းမွန်စွာကျွေးမွေးထားတယ်လို့ဆိုပါတယ်။အလင်းဝင်အောင်လာသူများကိုထိန်ချုပ်နေရာကိုပို့ဆောင်ပေးခဲ့ပြီးတော့တော်လိုင်းရဲ့အရှိန်မြင့်တယ်နေတဲ့အတွက်စစ်ကောင်စီလက်အောက်ခံပြူစောတိနဲ့စစ်ကောင်စီတပ်သားများပြည်သူ့ဘက်ကိုအလင်းဝင်ကြရန်လဲအတိပေးထားကြောင်းတရင်ရရှိပါတယ်ခင်ဗျာ။အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပေါ်နေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့ 啊，这位街有点喜欢了，怎么样？